Hello အားလုံးမင်္ဂလာပါ United ရှီဟိုကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်ဒီညည MF မှာ Manchester United က Liverpool တင်းနဲ့ရှင်ပိုင်ကစားရမယ်အဲ့ဒီအတွက်နီးပြ Ruben Amorim ကတော့ press conference မှာ ပြောထားတဲ့အကြောင်းအရာတွေရှိတယ်ဘာလို့ကျွန်တော်တို့တောက်ကြနေကလည်းတင်းစားရှင်လင်းပွဲကျွန်တော်လုတ်ပြီးသွားပြီဒါအခုဆိုလို့ရှင်တော့ part 2ပေါ့နော်အတင်းဘက်ကထပ်ပြီးတော့ထုတ်ပြန်လာတာတွေရှိတယ်အဲ့အရာတွေအကုန်လုံးကိုတော့ကျွန်တော်ပြောမသွားတော့ဘူးတကယ်သူ့အနေနဲ့ပေါ့နော် ပင်နေဒီကန်သွင်းနေကြဘရူနိုဖာန်ဒက်စ်ကိုအနာပီးပြီးတော့ဂျန်နဲ့ကစားမကိုပေးကန်မှလာပေါ့ဒါမှမဟုတ်ဆိုလို့ရှိရင်ဘလို့ရှိတယ်လေဒါနဲ့ပတ်သက်ပြီးတော့သူပြောထားတယ်ဆိုတော့အဲ့ဒီအကြောင်းအရာတွေအပြင်တခြားလမ်မန်စတိုးနေရောပြောထားတာလေးတွေကျွန်တော်တို့ရှိရပေါ့လေဆိုတော့ဒါတွေကိုကျွန်တော်ဆွေးနွေးကြည့်အောင်ပါဆိုတော့ MOD ကတော့ပင်နေဒီကန်သွင်းသူနဲ့ပင်နေဒီကန်သွင်းနဲ့ဖာန်ဒက်စ်ရဲ့ပေါ့နော်လက်တော်လွဲထားတဲ့အခြေအနေနဲ့ပတ်သက်လို့ကတော့သူပြောထားလေးဆိုတော့အခါကျတော့လောလောဆယ်မှာ finalist တွေပင်နေဒီတွေလွဲနေတယ်ဆိုတဲ့အခါကျတော့ သူတို့ဖြတ်တန်းတာမလွယ်ဘူးဆိုတော့သူတိထားတယ်ပေါ့နော်ဒါပေမဲ့လည်းသူဟာပင်နေဒီအလုံး90လောက်ကန်ပြီးတော့ကိုလုံးလောက်လာပေါ့နော်လွဲထားတယ်ပေါ့ဗျာဆိုတော့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်ပါနယ်ဒက်စ်အနေနဲ့ပင်နေဒီကန်သွင်းတဲ့နေရာမှာအမြဲတမ်းလွဲနေတာမဟုတ်ဘူးဆိုတော့ကျွန်တော်မြင်နိုင်နေပေါ့ဒါအပြင်ဟိုသူ့လက်အောက်မှာဆိုလို့ရှိရင်နှလုံးသားမသူပင်နေဒီလွဲထားတယ်ပေါ့နော်ကျွန်တော်လက်အောက်မှာနှလုံးလွဲတော့ကျွန်တော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 ့စိတ်မသက်မသာဖြစ်ရတယ်ပေါ့ဗျာအဲဒါပေမဲ့လည်းလေလို့ပါနယ်ဒက်စ်ဟာပင်နေဒီကန်သွင်းတဲ့နေရာမှာသူ့ကိုယ်သူယုံကြည်မှုအပြည့်အဝရှိတဲ့ကစားမဖြစ်တယ် လေ့ကျင့်ကွင်းဒီမှာဆိုလို့ရှိရင်လည်းမြန်မာပြည်နဲ့ပတ်သက်လို့သူ့အနေနဲ့ပေါ့နော်အမြဲတမ်းထွေးနေတာတွေကျွန်တော်ရှိတယ်ဆိုတော့ဟိုပြိုင်ဘက်ကူးသမားတွေဘာတွေကလည်းပင်နယ်ဒီကန်သွင်းတာနဲ့ပတ်သက်ပြီးတော့ဗောနော်သူ့ကိုအများကြီးလေးလာထားကြတယ်ဆိုတာသူသိကြတဲ့အတွက်ပို့ပြီးတော့ဗောနော်အာဂူရီသွင်းနေအောင်လို့သူကြိုးပမ်းနေတယ်ဆိုတော့ဘရူနိုဖာနန်ဒက်စ်ကအဆင်ပြေပါလိမ့်မယ်ဗောနော်ဖာနန်ဒက်စ်နဲ့ပဲကျွန်တော်ဆက်ပြီးတော့ကန်ကွင်းပြေးသွင်းမယ်ဘာလို့လဲဆိုတော့သူဟာမန်ချက်စတာယူနိုက်တက်မှာ င်နေဒီကအဓိကနံပါတ်1ကန်သွင်းသူဖြစ်လို့ပဲပေါ့အကယ်လို့မြန်လိုအပ်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဗာတခြားပင်နေဒီကန်နေတဲ့ကစားမတွေကျွန်တော်ရှိတယ်ပေါ့နော်ဖာနယ်စ်ကတော့ပင်နေဒီတွေကနေစင်ဂိုးတွေတွင်းထားနေကြပလေယာတယောက်ဖြစ်တဲ့အတွက်လက်တလုံးလွဲတာလေးဒီနေတင်ကျွန်တော်တို့ကပေါ့နော်ဒါမျိုးကြီးတွေ သူပြောင်းလဲလိုက်မှာမဟုတ်ဘူးပေါ့ဗျာတိုးတိုးလေးပဲအကယ်လို့လိုအပ်လာရင်ကျွန်တော်တို့မှပင်နေဒီကန်နေတဲ့ကစားမတွေကျွန်တော်ရှိတယ်ပေါ့ဒီကြတာတကူကတော့ Fernandez ကလက်တတော်လွေးနေတာတွေကိုအမြန်ဆုံးပြောင်းလဲနိုင်လိမ့်မယ်လို့သူယုံကြည်ထားတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ကျွန်တော်တို့အမှန်တမ်းပြောရင်ဒါဘီနေမှာ Bruno Fernandez မှမဟုတ်ဘူးပေါ့နော် Fernandez မှမဟုတ်ဘူးကျွန်တော်တို့တခြားဘယ်ကစားမတွေပဲဖြစ်ဖြစ်တခါလေးလေးပင်နေဒီလွေးတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိပြီးတော့အပြစ်မြင်လေးမရှိဘူးဘာလို့လဲဆိုတော့ပင်နေဒီတွေဟာ ဝင်ကြတာများတယ်ဗျတခါတလေမှလွဲကြတာဆိုတော့ပြဿနာကလည်းအဲ့လိုတခါတလေလွဲကြတာတွေပဲမြင်နေဆိုတဲ့အနေအထားမျိုးမှာပင်ရည်လွဲပြီးဟေးဆိုလို့ရှိရင်ကစားမတွေကအမှန်ကန်ပြောခံရလိရှိတဲ့တယ်အတိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် ပြဿနာမရှိဘူးခွေးလရှိကျွန်တော်တို့မှာဆိုလို့ရှိရင်မက်တစ်ကွန်ညာတို့လည်းကျွန်တော်ကန်နိုင်တာပဲရန်ယန်အန်ပူမူတို့လည်းကျွန်တော်ကန်နိုင်တာပဲနော်ဆိုတော့လိုအပ်ရင်ဘင်ဂျမင်ရှက်ကူတို့လည်းကန်ကောင်းကန်နိုင်မှာပေါ့လေအော်ဒါမှလားကွင်းလည်းမှာဆိုလို့ရှိရင်လည်းကစားမတွေရှိတာအမှတ်တို့လည်းရှိတာပဲဆိုတော့ပင်ရည်ကန်သွင်းတဲ့နေရာမှာလက်ရှိမန်ချက်စတာယူနိုက်တက်မှာဖာနန်ဒက်စ်ကပဲ တို့ဒီလည်းရှိအကောင်ဆုံးဖြစ်နေတာအကယ်လို့ तू ကလွဲနေလို့အာဒီကောင်ကတော့ဟိနေတဲ့ PR တွေများနေတယ်ငါတို့အပြောင်းလဲတွေလုပ်ဖို့လိုတယ်ဆိုရင်တော့အန်ဘူမိုလို့ပါလို့ဇာမာတွေဒီ brand ပုံမှာပြနေတဲ့တိတ်ကားတွေဆိုတော့ကန်လို့ကျွန်တော်ရတယ်အဲ့တော့ Manchester United ရဲ့တိတ်အများကြီးပြဿနာဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော် Fernandez ကိုကျွန်တော်ကန်ခွင့်မရှိဘူးဆိုရင်တော့မှ Channel ဇာမာတွေကျွန်တော်ရှိတယ် penalty နဲ့ပတ်သက်လို့ကျွန်တော်အများကြီးစိတ်ပူစရာမရှိဘူး Fernandez အတွက်ကတော့လက်တလုံးမှာ Fulham နဲ့ပွဲတုန်းကတပွဲဟလာနော်ပြီးခဲ့တဲ့ကျွန်တော်ဒီ brand ဖို့နဲ့ပွဲတုန်းကလည်းဒီချိန်ဆိုတော့ အဖာနဲ့စတွေ့တော့နှလုံးစက်လိုက်လွဲထားတယ်ဆိုတဲ့အနေထိုင်မှုမှာရက်လက်အချင်းကြီးတော့မကောင်းဘူးပေါ့လေဂျားထဲမှာတော့ Prince B တို့ပါလို့နဲ့ပွဲဒီမှာတော့သူနှလုံးကန်နေသူနှလုံးစလုံးဝင်တာမျိုးတွေကျွန်တော်ရှိခဲ့တယ်ပေါ့နော်အဲ့လိုမျိုးတွေဆိုတော့နီးပြားကတော့ penalty ကန်တဲ့သူကအပြောင်းလဲဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်ပြောထားတယ်ပေါ့နော်ဆိုတော့ United က Anfield Queen ကိုသွားကစားတဲ့အခါရက်လက်ဒီပေါ့နော်တိတ်မကောင်းတဲ့အချင်းကြီးနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်ဒါ အနည်းပြအမှုရင်းပြောထားတာလေးတွေကျွန်တော်တို့ရှိတယ်။အဲကျွန်တော်တို့ကြည့်မယ်ဆိုရင်ပေါ့နော် Amphigun ကိုသွားကစားတဲ့နေရာမှာမဟုတ်ဘူးပေါ့။ဒီလိုတဲ့မှာကျွန်တော်တို့ကရက်လက်ကောင်းနေတဲ့အချိန်ကြီးရှိမနေဘူးပေါ့နော်။ကျွန်တော်အနေနဲ့ဒါ back to back ပေါ့နော်ဟိုဘယ်လိုပြောမလဲပွဲတွေနှစ်ပွဲဆက်တိုက်เนาะကျွန်တော်ဒါပွဲဆက်တိုက်နိုင်နေဆိုတာမျိုးတွေလောလောဆယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်အခြေအနေတွေကျွန်တော်တအားနေနေတယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့ကအရင်ဆုံးပြောင်းလဲနိုင်မှုလိုတယ်ပေါ့ amphi queen မှာသွားကစားတာမနိုင်တာ bay queen မှာသွားကစားတာမနိုင်နေဆိုတာထက်ပွဲဆက်တွေနိုင်မှုအတွက်ကိုပဲကျွန်တော်အရင်ဆုံးကြိုးပမ်းရမယ် ဒါအပြင်ပေါ့နော်ကျွန်တော်တို့ကချဲစီနဲ့ပွဲစဉ်နိုင်အပြီးမှာကျွန်တော်တို့ဒီလိုမျိုးဆက်သွားနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ခဲ့ကြပြီမြဲလေလို့ကြားထဲမှာဘရန်ဖူနဲ့ပွဲစဉ်မှာကျွန်တော်ရှုံးနေခဲ့ပြန်တယ်။အဲဆိုတော့လက်ရှိမှာကျွန်တော်တို့အနေနဲ့အန်ဖီဝင်းကိုသွားကစားတဲ့အချိန်မျိုးမှာမဟုတ်ဘူးပေါ့။နှစ်ပွဲဆက်ပါညာသုံးပွဲဆက်ပါညာဆိုတာအနိုင်ရနိုင်ဖို့ကျွန်တော်တို့ပေါ့နော်အရင်ဆုံးကြိုးပမ်းရမယ်ပေါ့ဗျာ။ဆိုတော့ဒါအပြင် MV Queen ကိုသွားကစားမယ့်နေရာမျိုးမှာကြာရောက်လာမယ့် pressure တွေနဲ့ပတ်သက်ပြီးတော့ဗောနော်သူပြောထားတာကအပြီးခဲ့တဲ့နှစ်ကလည်းကျွန်တော်တို့ Liverpool အသင်းရဲ့ Queen မှာသွားကစားတော့က ဒီ pressure တွေကိုကောင်းကောင်းတုံ့ပြန်နိုင်ခဲ့တယ်ပေါ့နော်အဲကျွန်တော်တို့ပွဲကိုအစတင်မဲ့ပုံစံဟာအင်မတန်ကိုအရေးကြီးတယ်ပေါ့သူတမင်းလေဘာဦးကွင်းဖြစ်တဲ့လေဘာဦးပြည်သက်ဒီအများကြီးရှင်နေရှိနေမဲ့ချိန်မှာကျွန်တော်ရဲ့ပွဲစတင်တဲ့ပုံစံတွေကအများကြီးပိုကောင်းနေမှာကျွန်တော်ရတယ်ပေါ့နော်ဆိုတော့ပွဲစတင်တဲ့ပုံစံဒီပေါ်မှာမူတည်ပြီးတော့ကျွန်တော်ဒီပြည်သက်ဒီရဲ့ပေါ့နော်ဒီအခြေအနေဒီ MV ကွင်းရဲ့ environment တွေကအပြောင်းလဲဖြစ်သွားနေတာပဲပေါ့နော်ဒါကြောင့်လည်းမှာဆိုလို့ရှိရင် အဲဆိုတော့သူတို့မှာလေပေါင်းမှာတောင်းကန်ဖို့ရတာတို့သိတယ်မလားနော်အခွင့်အရေးကြီးကျွန်တော်တို့ဒါဂူးသိမ်းဖို့အခွင့်အရေးကြီးရလာတာတို့ဒါမျိုးတွေရာကောင်းရလိမ့်မယ်ပေါ့ဗျာဒါပေမဲ့လည်းလို့ကျွန်တော်တို့အနေနဲ့တေချာတာတစ်ခုကတော့တို့ဒီ Anfield ကိုသွားကစားတဲ့နေရာမှာအရာအလုံးကို ready ဖြစ်အောင်ကျွန်တော်တို့ဗောနပြင်ဆင်ထားမှကျွန်တော်ရမယ်ဗောနအဲမနေ့ပြန်ကျွန်တော်တနည်းနည်းဒီမှာရှင်းမယ်ကစားမယ့်ပွဲက Impedance ကိုကျွန်တော်အရေးကြီးတယ်ဗောနဟိုသူတပြင်းတော့ကျွန်တော်တို့ဒီ Anfield ကိုမှသွားကစားရလို့ဆိုရတဲ့ကိုအသင်းအတွက်ကိုပဲနိုင်ပွဲရဖို့ကိုကျွန်တော်က Impedance ကိုအရေးကြီးနေတယ်ဗော ဒါတကြောင့်သူ့အနေနဲ့အကောင်းဆုံးဖြစ်ဖို့ကျွန်တော်ကြိုးပမ်းသွားမယ်ကျွန်တော်တို့ဒီမနက်ဖြန်ပွဲစဉ်ကိုအာယုံဆိုင်မှုအပြည့်နဲ့ကစားနိုင်မှရမယ်ပေါ့အန်ဖီဘူကိုမှသွားကစားတဲ့အနေအထားမှာ United ကဒီဘက်နှစ်ပိုင်းဒီမှာကျွန်တော်တို့အနိုင်ရထားတာဆိုလို့ဘာရှိလဲကျွန်တော်တို့နောက်ဆုံး၅ပွဲအန်ဖီဘူမှသွားကစားတာတပွဲပဲနိုင်သေးတယ်လို့ကျွန်တော်ထင်တယ်မမမမီဆိုလို့ရှိရင်ဒီ Eric Ten Hag ရဲ့လက်အောက်လာဟာလာဒီ FA ဖလားမှာလာကျွန်တော်တို့4-3နဲ့လေအာမက်ဒီယာလိုရဲ့ဂိုးနဲ့နိုင်တာလေ အဲ့ဒီတလုံးပဲကျွန်တော်ကျွန်တော်တို့ရှိရအဲ့ဒီတပွဲပဲ channel ပွဲဒီမှာတည်ကြရင်ကြမကြရင်ရှုံးနေထားနိုင်မှုတွေကျွန်တော်များတယ်ဆိုတော့ liverpool ကတော့နောက်ပိုင်းနေ့တွေမှာကိုယ်အသင်းနဲ့စာလို့ရှိရင်သူတို့ကပူပြီးတော့ကောင်းနေတဲ့အသင်းဆိုတော့သူတို့ကင်းမှာသွားကစားရင်ရုံးကန်ရတာမျိုးကဒါတော့ဖြစ်လာပြီပေါ့လေကိုယ်အသင်းဘက်ကတိုင်ပတ်နေတာကိုဆိုတော့ကျွန်တော်တို့အနေနဲ့ပြီးခဲ့တဲ့နှစ်ကလိုမျိုးအကောင်းဆုံးပုံစံနဲ့ကျွန်တော်တို့ကကစားပြနိုင်မှကျွန်တော်ဖြစ်မယ်ဆိုတော့ဘာတွေလုပ်ပြမလဲပြိုင်ပတ်နီးပြားကလည်း ဘလိုပြောမလဲဒီသူတို့သုံးပွဲစက်တိုက်တွေပါနေရှုံထားနေဆိုတော့ဒီပွဲကိုပြန်တုံပြန်နိုင်မှုသူတို့ကြိုးပမ်းပါမယ်။ဒါအပြင်ဂိုးသမားဖြစ်တဲ့ဘောနော်လမ်မန်စ်နဲ့ပတ်သက်ပြီးတော့သူပြောထားသေးတယ်လမ်မန်စ်ရဲ့ဘောနော်ဒီဘောလုံးခြေထဲရှိတဲ့အချိန်ကစားမဖြစ်သူရဲ့ဘလိုပြောမလဲဒီ on the ball quality နဲ့ပတ်သက်လို့ဘောနော်ဆိုတော့ဒီဘက်နှစ်တွေကိုကျွန်တော်တို့ဒီဘက်ခစ်တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဟိုဂိုဒမားစီကိုဘောလုံးရောက်သွားတိုင်းပေါ့နော်ကျွန်တော်တို့နေမန်တူမန်ပရက်စင်ကြီးအတိပြိုင်ပတ်တင်းကြီးကသွားကြတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဂိုဒမားရဲ့ ဘောလုံးကန်တင်ပေးနိုင်မှုစွမ်းဆောင်ရည်ကလည်းအများကြီးဆိုသလိုအရေးပါလာတယ်ပေါ့ဒါအပြင်ကုသမကန်တင်လိုက်တဲ့အလုံးတွေတိုင်းက first ball တွေ second ball တွေတိုင်းကိုကျွန်တော်တို့ထောက်နိုင်မှုကလည်းအရေးပါလာတယ်။ဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါလို man to man pressing လောက်ခံနေရတဲ့အချိန်မျိုးတွေမှာ lemons လိုမျိုးကျွန်တော်တို့အနေနဲ့ဘောလုံးပေးမှု quality ကောင်းတဲ့ကုသမမျိုးရှိထားတာကကျွန်တော်တို့အတွက်ကောင်းတဲ့အရာပဲပေါ့သူပြောထားတာ။ ဒါအပြင်ပေါ့နော် lemon sartori ကို quality ရှိတဲ့ကိုသူမတယောက်ပါသူအနေနဲ့ဘဲချီချင်းမကဘူးညာချီနေကောသူကောင်းကောင်းကစားနိုင်စွမ်းရှိတယ်လို့ပြိုင်ဘက်အတွက်ဒီလိုကိုသူမနဲ့တွေ့ရတာဟာလေကျွန်တော်တို့ဒီမလွယ်ကူဘူးပေါ့နော် pressure တွေများလာမှအတေချာပဲပေါ့နော်အဲဒါအပြင်ကျွန်တော်လမန်စကူတိုင်းရဲ့ဘက်မှာလည်း pressure တွေကိုသူရင်ဆိုင်ရမှာအတေချာပဲပေါ့နော်ဒီတရားတာတစ်ခုကတော့ကျွန်တော်တို့ကိုဂူဒမားနဲ့ပတ်သက်ပြီးတော့ lemon school ရရှိထားတာကတော်တော်လေးကိုကင်ကောင်းနေပေါ့ဗျာဆိုတော့ premier league ပွဲစဉ်တွေကို เนาะပွဲစဉ်တိုင်းကစားဖို့ Ram Lemons ကကျွန်တော်တို့ ready ဖြစ်နေမှကျွန်တော်ရမယ်ပေါ့เนาะဆိုတော့ဒါပါဒါတော့ကျွန်တော် Lemons နဲ့ပတ်သက်လို့ရှိရင်ဘယ်လောက်အရေးကြီးတယ်လဲ Lemons တွေနဲ့ဘယ်လောက်ထိကျွန်တော်တို့ပေါ့เนาะအသင်းကိုကျွန်တော်တို့ဒီဆွဲတင်ပြနေတဲ့ကစားမတယောက်ဖြစ်တယ်လဲ Sunderland နဲ့ပွဲလေးအပြီးမှာတော့ကျွန်တော်မြင်ခဲ့ရတယ်ပေါ့လေဒါပေမဲ့လို့ Lemons ကအဲ့ဒီပုံစံတိုင်းပဲပို့ပြီးတော့เนาะပြိုင်ဘက် quality ပူကောင်းတဲ့အသင်းနဲ့တွေ့တဲ့အခါမှာဘာလုံးနိုင်မလဲကျွန်တော်ကြည့်ရမယ်ဘယ်ကိုသမားမှတော့ပွဲတိုင်းတော့ clean sheet ယူနေမှာမဟုတ်ဘူးဗျာဘာလို့လဲဆိုတော့ clean sheet ရဖို့ဆိုတဲ့မျိုးကကိုသမားဆိုတာတဲ့ ခံစစ်ကလည်းပဲကောင်းနေဦးမှတသိန်းလိုက်လက်ကလည်းကောင်းနေဦးမှဆိုတော့ကိုယ့်ဘက်ကလည်းကံချက်တည်းလည်းကျွန်တော်တို့ကခွင့်ပြုတာနေဦးမှအခုဆိုလို့ရရင်အတင်းတိုင်းကကျွန်တော်တို့အနေနဲ့ဘောနော်ထားပါတော့ဆန်ဒလန်နဲ့ပွဲမှာကျွန်တော်တို့ကံချက်၅ချိန်ခွင့်ပြုခဲ့ရရင်လီဘောက်နဲ့ပွဲမှာ၁၀ချိန်ခွင့်ပြုရမှာတေးကြတယ်ဟုတ်တယ်မလားလီဘောက်ကဒီပို့ပြီးတော့ quality ကောင်းတဲ့အတင်းအဲ့ဒီတော့သူတို့အနေနဲ့ပို့ပြီးတော့ကိုယ့်အတင်းကိုဒုက္ခပေးလာနိုင်မှာပဲဆိုတော့ lemons က pressure နှစ်ဆ၃ဆတူရင်ဆိုင်ရမှာဆန်ဒလန်နဲ့ပွဲတော့ငါထက်เนาะကျွန်တော်နှစ်ဆ၃ဆပို့ပြီးပို့ပြီးတော့သူအလုတ်ရှုပ်တော့မှာ ဒါတွေကိုသူဘယ်လိုမျိုးပြန်ပြီးတော့ဗောနော်အဲတုံ့ပြန်လာနိုင်မလဲပဲကျွန်တော်ကြည့်ရမှာပဲကိုသမားတယောက်တည်းကိုကျွန်တော်အားကိုးနေလို့မရပါဘူးခန်းစစ်ကလည်းကောင်းအောင်မှအဆင်ပြေအောင်မှကျွန်တော်ရမှာနော်ဆိုတော့ဒီပြားကတော့ဒါမျိုးကျွန်တော်ပြောထားတယ်ဘာပဲပြော United ရဲ့ဒီပွဲက Imminent ကိုခိမ့်မဲ့ပွဲပါသူတို့ပြန် MO ရင်းအတွက်လည်းကစားမားတွေစီကောဘုတ်ဖွဲ့တွေစီကောထောက်ခံမှုတွေရထားတယ်ဆိုတော့ဒီပွဲကိုကျွန်တော်တို့ကအကောင်းဆုံးပြင်ဆင်လာမလားကျွန်တော်ကြည့်ရမယ် တို့အားလုံးသိတဲ့အတိုင်းပဲအပြောင်းလဲတွေအများကြီးမရှိမဲ့ဒီလိုပွဲမျိုးမှာကစားမားတွေကိုနီးပြကောကအကုန်လုံးအချိန်ကြီးကောင်းနေမှကျွန်တော်တို့ရမှာယူရိုနေနေရောဒီနေ့ရပွဲကိုကျွန်တော်ဘယ်လောက်ထိရလဲမျှော်လင့်ထားကြလဲနော်ဆွေးနွေးကြပါအောင်အားလုံးကိုကြည်ညိုအားကြီးပါတယ်